ဒီခါထက်ရှင်ပြမှာကြတော့ balance sheet လို့ခေါ်တဲ့ statement of financial position လို့ခေါ်တဲ့လက်ကျန်ရှင်းလင်းသူကအဓိကအဖြစ် non current asset လို့ခေါ်တဲ့ fair asset current assets ဒီနှစ်ခုပေါင်းခြင်းသည်အောက်က capital နဲ့ non current liability current liability ပေါင်းခြင်းနဲ့ကိုက်ရမယ်နမူနာလေးဆရအောင် non current asset ထဲမှာဘာတွေပါလဲအိမ်ခြံမြေတိုက်ကားစာအုပ်ပရိဘောဂဆက်ပစ္စည်း non current asset အဲ့တော့ building အစားဦးပေးမှာ cost လို့ခေါ်တဲ့မူရင်းတန်ဖိုးရယ် accumulated depreciation လို့ခေါ်တဲ့စုစုပေါင်းတန်ဖိုးလျှော့ရယ် net book value carrying value လို့ခေါ်တဲ့အသရင်တန်ဖိုးရယ်အသုံးမှုရှိတယ်အဲ့ဒီမှာ အရင်နှစ် depreciation မရှိဘူးလက်ရှိနှစ် depreciation expense 20ဆိုရင်နှစ်ခုပေါင်းရင်စုစုပေါင်း20အဲ့တော့မူရင်းတန်ဖိုးတရာတွေက20ဝန်းတော့ရင်80 မရှင်နရီဆက်ကရီယာရဲ့အရင်နှစ် depreciation 30လက်ရှိနှစ် depreciation expense က20ပေါင်းလိုက်ရင်နှစ်ခုပေါင်းရင်50ဒါဆိုရင်တို့150 cost share က50ဝန်းထုတ်ရင်100 land မြေကြီးကတော့ depreciation အတွက်ဆရာမလို့ဒါကြောင့်မွေးရင်တန်ဖိုးတွေက0ဝန်းထုတ်ရင်ဘယ်နှရာပဲလဲ200ဒါဆိုရင် net book value 3ခု80 100 200ပေါင်းလိုက်တော့380ဒီ non current asset carrying value current asset မှာအဓိကအပြင် inventory, trade receivable, bank, cash, rebate expense လို့ခေါ်တဲ့ other receivable ၅ခုပါမယ်။ဒါဆို inventory 150, receivable 100တဲ့ကကျွေးဆုံးရတာချက်25ရှိရင်နှုတ်လိုက်ရင်85 150 85 bank cash 90 prepaid 20ဒီ၅ခုပေါင်းလိုက်ရင် 420ဒါဆိုနန်ကရန့်အဆက်နဲ့အောက်ကကရန့်အဆက်နဲ့ပေါင်းလိုက်ရင် total assets က800အဲဒါလေး800ကအဖြေဖြစ်တယ်အောက်မှာကနှိစမှာရှိတဲ့ယင်းငွေက900မြတ်တဲ့အမြတ်က40ပေါင်းလိုက်တော့900နဲ့40ကိုရေးကိုတာထုတ်သုံးတဲ့ drawing ရှိတယ်တရားနှုတ်ချလိုက်တော့600နဲ့40 640ကိုတော့ closing capital closing equity လို့လည်းခေါ်တယ်အဲဒီမှာ non current liability လုံးက60 current liability trade payable bank overdraft accrue သုံးခုပေါင်းလိုက်တော့တရားဒါဆိုရင် capital ရဲ့ liability အားလုံးပေါင်းလိုက်တော့800ဒီဖြစ်နှစ်ခုကိုက်ကိုပါဖြစ်ရမယ်ကိုက်ရမယ်ဒါဆိုရင် financial position လို့ခေါ်တဲ့ balance sheet ရဲ့ format ကလေးပါ UK ပုံစံ format ကလေးလည်းရှိပါတယ်ဒါကတော့ International Accounting Standard Format ကလေးဖြစ်ပါတယ်။အားလုံးထက်မြက်ထူးချွန်အောင်မြင်ကြပါစေ။